မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဆွန်လ14ရက်နေ့မနက်ခင်းတရင်များကိုအစီရင်ခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးတရင်အနေနဲ့မြောင်မျိုးနယ်ကြောက်ရရဲစခန်းမှရှဲတက်ကျချုံမင်းရန်လေးမိသားစုနဲ့အတူတနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။ စကိုင်းနိုင်မြောင်မြို့နယ်ကြောက်ရရဲစခန်းမှာရဲတက်ကြွတ်မင်းရန်သည့်မိသားစုနှင့်အတူတနက်တက်လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းရင်းမပင်ခရိုင်တပ်ရင်းအမှတ်30 ADPRI တပ်ဖွဲ့မှပြန်ကြားရဲဘော်ကိုမင်းရန်ကရန်ကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုသည်ဇွန်လ12ရက်နေ့တွင်မြောင်မြို့နယ်ကြောက်ရရဲစခန်းမှာရဲတက်ကြွတ်မင်းရန်သည့်ဇနီးနှင့်သားဖြစ်သူကိုခေါ်ဆောင်လာပြီးတနက်တက်လက်ဖြင့်ရင်းမပင်ခရိုင်တပ်ရင်းအမှတ်30တပ်ခွဲနှစ်ကိုဆက်သွယ်ချိတ်ဆက်ကအလင်းဝင်ရောက်ခဲ့ကြောင်းသိရသည်အလင်းဝင်ရောက်လာသောရဲတက်ကြွတ်မင်းရန်သည် MA13B A94 အမျိုးအစားတနက်တလန်ကိုမမကြီးအတောင်30ကြီပေါက်တစ်ခုလိုကိုယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။သူယူဆောင်လာတဲ့တနက်ကမောင်းပြန့် rifle တော့မဟုတ်ဘူးဒါပေမဲ့မောင်းပြန့်အမျိုးအစားတွေမှာပါတော့30ကနေ30အတွင်းကျွန်တော်တို့ MOD ကနေပြီးတော့မှစုချမှာလက်ရှိကျွန်တော်တို့တရင်မှာပဲခိတ္တမေးမြန်းစုံစမ်းတာတွေလုပ်နေတယ်ဗော။ သူ့ကိုတေချာထိန်သိမ်းဆောင်ရှောက်ထားတဲ့ပြည်သူရှင်ခွင်နဲ့လဲချိတ်ဆက်ထားတဲ့ပြည်သူရှင်ခွင်နဲ့ချိတ်ဆက်ပြီးတော့ပြည်သူရှင်ခွင်ကလည်းတီးချာလာစဉ်ထောက်ပံ့ပလန်တွေလည်းရှိတယ်။ကျွန်တော်တို့စီကို CDN ဝင်လာတာစုစုပေါင်းရဲအပြင်ဆိုရင်လက်နက်ပါရာကြီးပဲဆိုရင်၃ယောက်လောက်ရှိပြီပေါ့။ဘလို့ချိတ်ဆက်လာလဲဆိုရင်တော့ကျွန်တော်တို့တက်ခွဲနေရဲ့တာဝန်ရှိတဲ့ရဲဘော်တွေနဲ့ဒီရဲတွေကငကိုကလေးကပုံကိုရဲ့အရာသိရှိထားနေမှာအဲဒီကနေမှချိတ်ဆက်ပြီးတော့မှအချိန်ယူပြီးတော့မှလုပ်တာပေါ့။ သူတို့လည်းနှစ်လလောက်ပြင်ဆင်ထားတဲ့အနေအထားနေမှာအခုမှထွက်လာတာပါတနက်ပါတခါလေးပါလာတာပေါ့လူမဲထွက်မဲဆိုရင်တော့ထွက်လို့ရတာကြာပြီပေါ့ဒါပေမဲ့သူကတနက်ပါရှောင်းရှူလာတဲ့အနေအထားပေါ့ဟိုရှင်မပင်ခိုင်တရင်အမှတ်30 ATPI မှာပြန်ကြရေးပေါ့ကိုမင်းညာကပြောဆိုသည် ဆလဘီစစ်ကောင်စီရဲ့မွန်ပြည်နယ်အစိုးရရှုံးတဲ့ဝင်ကြီးအင်ယာဒရုန်းတွေတိုက်ခိုက်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်မော်လမြိုင်မြို့ကစစ်ကောင်စီရဲ့အစိုးရရုံးတဲ့ဝင်ကြီးတွေအင်ယာကိုဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရှာထူးဝနေပညာတပ်ဖွဲ့တာဝန်ရှိသူကလူလူနှွေကိုပြောပါရယ်။ရှမန်နီဇွန်လ12ရက်ကမော်လမြိုင်မြို့ကစစ်ကောင်စီရဲ့မွန်ပြည်နယ်အစိုးရရုံးတဲ့ဝင်ကြီးတွေအင်ယာကိုပစ်ခတ်တိုက်ခိုက်မှုမှာဥပဒေချုပ်ရဲ့နေထိမှန်ပြီးနှစ်ဦးထိခိုက်မှုရှိတယ်လို့ရှာထူးဝနေပညာတပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်။ရှန်သူရဲ့ င်းအကြီးကပြင်မှတ်တွေကိုရွေးချယ်တိုက်ခိုက်တဲ့အခါ risk you are မျိုးတွေရှိတယ်။သူတို့ကလည်းတီမာကြောက်လို့ radar တွေဂျမားတွေတက်ထားတယ်။ကိုရီးယားလည်းဓာတွေကိုကျော်လာပြီးခြာရတာပဲ။ရှန်သူကလည်းသူ့အလို့သူ့လုံးနေတယ်လို့ကျွန်တော်တို့ကလည်းကိုယ့်အလို့ကိုယ်လုံးကြာရမှာပါ။ drone ချို့ကိုတော့သူတို့တာစီနိုင်လိုက်တယ်။ဒါပေမဲ့ကျွန်တော်တို့ပြင်မှတ်ကိုထိရောက်တဲ့တိုက်ခိုက်မှုဆောင်ရွက်နိုင်ခဲ့ပါတယ်။ပြည်သူကိုဥပဒေမဲ့လှုပ်ချင်ရလုံနေတဲ့အတွက်နေ့ရက်တိုင်းဟာအိမ်မက်ဆိုးတွေနဲ့ကြီးပဲဖြစ်နေစေရမယ်။တရားသောဆက်နိုင်ကိုနိုင်ရမယ်လို့ရှာထူးအနေပညာတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ ယ်။အရီတိုက်ခိုက်မှုကိုရှာထူးော်နေပညာတပ်ဖွဲ့ Everbest Drone 4, Sky Warrior Drone 4, Saw Dragon Drone 4နဲ့ဒေသခံမွန်ပြည်နယ်ပကဖတပ်ဖွဲ့တွေပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ဆိုပါရယ်။ drone နဲ့တိုက်ခိုက်မှုကြောင့်မြို့ပေါ်ကကျွေးချံကုန်းရက်ွက်တဲကို drone တစ်စီးကျရောက်ခဲ့တယ်လို့မော်လမြိုင်ဒေသခံတို့ကသူ့ရဲ့လူမှုကွန်ရက်မှာအသိပေးထားပါဗျ။ ဆက်လက်ပြီးမြန်မာနိုင်ငံအခြေအနေကိုအရေးယူဆောင်ရွက်ရန်နဲ့မြန်မာပြည်သူများ၏အသက်များကိုကယ်တင်နိုင်ရန်ကုလသမဂ္ဂလုံခြုံရေးကောင်စီရှောင်းလွှဲနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မြန်မာနိုင်ငံအခြေအနေကိုအေးအေးယူဆောင်ရွက်ရန်နဲ့မြန်မာပြည်သူများ၏အသက်များကိုကယ်တင်နိုင်ရန်ကုလသမဂ္ဂလုံခြုံရေးကောင်စီကရှောင်လွှဲနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အသက်မကြီးဦးကျော်မိုးထွန်းကပြောဆိုသည်ဇွန်လ17ရက်နေ့တွင်ပြုလုပ်သည့်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးတွင်လုံခြုံရေးကောင်စီအစည်းရင်ခံစာအပေါ်ဆွေးနွေးမှုပြုလုပ်စဉ်ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်အသက်မကြီးဦးကျော်မိုးထွန်းက၎င်း၏မိန့်ခွန်းနှင့်အထပ်ပါတိုင်းပြောဆိုခြင်းဖြစ်သည် မြန်မာနိုင်ငံရဲ့အခြေအနေကိုနိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက်ချိန်ဆမှုတရက်အဖြစ်ကောင်စီမှလက်ခံစင်စားရန်လိုအပ်ချက်နှင့်ဆက်လင်း၍ပြောကြားလိုကြောင်းမြန်မာနိုင်ငံရဲ့အခြေအနေသည်ဒေတာရင်းနှင့်နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုတည်တံထင်ရှားစွာချိန်ချောက်လျက်ရှိကြောင်း Global Organized Crime Index E အဆိုအရမြန်မာနိုင်ငံသည်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးတွင်ဂိုင်းကနအဖွဲ့ရာဆွဲကျူးလွန်မှုအများဆုံးနိုင်ငံဖြစ်ရပ်တည်လျက်ရှိပါကြောင်း Online အခြေပြုမှုကင်းများတိုးဝါလာမှုကြောင့်လူကုန်ကူးမှုပြဿနာများလည်းပုံမှုဆိုးဝါးလာခဲ့ပါ ါကြောင်း၎င်းကပြောဆိုသည်မြန်မာနိုင်ငံအခြေအနေကိုအေးအေးယူဆောင်ရွက်ရန်ကိုလုံခြုံရေးကောင်စီမှဆွေးနွေးမှုအကြိမ်အရေအတွက်ကိန်းဂဏန်းများကိုလိုသလိုအသုံးပြု၍ရှောင်လွှဲနေကြကြောင်းမြန်မာနိုင်ငံနှင့်ဆက်လင်းသည့်တကားပိတ်အစည်းအဝေးများ၏အရှိအတွက်သည်အရေးကြီးခြင်းမဟုတ်ပေမြန်မာပြည်သူများ၏အသက်များကိုကယ်တင်နိုင်ရန်လုံခြုံရေးကောင်စီအမြန်ဆန်ထိရောက်ပြီးပြတ်သားမှုရှိသောအေးအေးယူဆောင်ရွက်ချက်ကသာအရေးကြီးကြောင်းတမန်ကြီးဦးကျော်မှထုံးကားရှင်းပြသည် ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးရင်အချက်လက်များအရအွန်လိုင်းငွေလင်ခိုင်းများသည့်နှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံချီဝင်ငွေရရှိကြကြောင်းမြန်မာနိုင်ငံအခြေအနေအရင်ခံအကြောင်းတရားများနဲ့နိုင်ငံပြတ်ကျော်အုပ်စုဖွဲ့ကျွလွန်နေရာဆွေးမှုများမြင့်တက်လာခြင်းကိုကင်ွယ်ဖြေရှင်းရန် နိုင်ငံတကာမှအရေးပေါ်ချောင်းဝင်ဆောင်ရွက်ပေးမှုများတည်တည်တတ်တတ်လိုအပ်နေသည်မှာထင်ရှားကြောင်းအတွင်းရေးမှုချုပ်ကိုလာတမကဤမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အထူးစီရင်ခန်းစာတင်သွင်းသူနှင့်အာဆီယံအဖွဲ့တို့ကလည်းပဏိပကနှင့်ကမ္ဘာလုံးဆိုင်ရာအကျိုးသက်ရောက်မှုများနဲ့ဆက်လျင်၍အလေးအနက်အထားအတည်ပြုပြောကြားခဲ့ကြပြီဖြစ်ကြောင်းထို့ကြောင့်လုံခြုံရေးကောင်စီသည်ဤညင်းဆိုမရသောအထောက်အထားများကိုအခြေပြု၍လိုအပ်သည့်အရေးယူဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်ကြောင်းတန်အမတ်ကြီးကထောက်ပြပြောဆိုသည် ထို့ပြင်မြမအရေးအတွက်လုံချိုရင်ကောင်စီကကုလသမဂ္ဂပြည်ညင်စာရင်အပိုက်32နှစ်ဆလင်၍အလိုရှိသည့်အခါမှသာအသုံးချလျက်ရှိသည်နှင့်စိတ်မကောင်းဖွယ်ရာဖြစ်ကြောင်းကုလသမဂ္ဂလုံချိုရင်ကောင်စီကအရေးတကြီးအရေးယူဆောင်ရွက်ရန်လိုအပ်နေတော်လေအခုထိအရေးယူဆောင်ရွက်ခြင်းမရှိဘဲတိတ်ဆိတ်လျက်ပင်ရှိနေသေးကြောင်း၎င်းကရှင်းပြသည် အာဆီယံနေဖြင့်လည်းမြန်မာနိုင်ငံကိစ္စကိုအာဆီယံတခုတည်းကကင်တွယ်မဖြစ်နိုင်ကြောင်းအာဆီယံ၏ဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထဲပေါ်ရေးတွင်ကုလသမဂ္ဂအနေဖြင့်အကောင်ဆုံးကူညီပေးရန်လည်းထုတ်ဖော်ပြောကြားထားပြီးဖြစ်ကြောင်းလုံခြုံရေးကောင်စီအနေဖြင့်မြန်မာနိုင်ငံနှင့်ပတ်သက်၍ချမှတ်ထားသည့်ဆုံးဖြတ်ချက်2669ကိုထိရောက်စွာအကောင့်ထဲပေါ်ရေးနေပုံမှန်အစီရင်ခံမှုရန်နေရထားရှိရေးစသည့်အချက်များပါဝင်သည့်နောက်ဆက်တွဲဆုံးဖြတ်ချက်အစိုးကိုချမှတ်ရန်လိုအပ်ကြောင်း၎င်းကဆိုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီအထွေထွေညီလာခံနဲ့အခြားကုလသမဂ္ဂအေဂျင်စီများအကြားဟန်ချက်ညီညီညီနိုင်မှုရှိရှိအရေးယူဆောင်ရွက်မှုရှိရန်လိုအပ်ကြောင်းလုံခြုံရေးကောင်စီတွင်လက်ရှိဖြစ်ပေါ်နေသောရှေ့မတိုးနိုင်မှုကိုထည့်သွင်းစဉ်းစားကစစ်အုပ်စုကအရတားများကိုထက်မှန်တက်ပြတ်မှုများရပ်တန့်စေရန်အထွေထွေညီလာခံအနေဖြင့်အခြားသောသက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အေဂျင်စီများနှင့်အတူဒီဇိုင်းမမှန်ရှိပြီးပုံမှုအလေးနက်ကြားကတင်းတင်းလျောက်ပတ်သောဆောင်ရွက်ချက်များဖြင့်အရေးယူဆောင်ရွက်ပေးခြင်းကြောင့်တန်မှတ်ကြီးကရှင်းပြသည်။ စစ်ကောင်စီထံသို့လက်နက်များကြက်လီရင်လောင်စာဆီနှင့်စစ်ဘက်ရဲဘက်နှစ်မျိုးအုံပြုနိုင်သည့်ပစ္စည်းများလွှဲပြောင်းခြင်းနှင့်တင်မိုခြင်းကိုရပ်တန့်ရန်မိမိတို့၏တောင်းဆိုချက်သည်အကြောင်းမဲ့ပေါ်ပေါက်လာခြင်းမျိုးမဟုတ်ဘဲနေစဉ်နှင့်အမျှစိတ်မှန်များစွာလေချောင်းနှင့်လက်နက်ကြီးတိုက်ခိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးကဒုက္ခခံစားနေကြရသောမြန်မာပြည်သူများ၏အတွေ့အကြုံများကိုအခြေခံ၍ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းတတ်မှတ်ကြီးကဆက်လက်ပြောဆိုသည်။ထို့ပြင်မြန်မာပြည်သူများ၏ကိုယ်ပိုင်ဆုံးဖြတ်မှုအပေါ်အခြေပြုဆောင်ရွက်ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံအခြေအနေအားမြေတို့မြေပုံဖြည့်ရှင်းကင်တွင်မြေနှင့်ဆက်လင်း၍မတူညီသောအမြင်များရှိနိုင်မှကြောင်းတို့ရရမြန်မာပြည်သူများ၏ဆန္ဒနှင့်အကျိုးစေးပွားကိုဗဟုမပြုသောမြေတိဖြည့်ရှင်းနေလည်းမဆိုအကောင်းဆုံးသောအခြေအနေတွင်ပင်ခနာတာကူစားမှုကိုသာရရှိနိုင်မည်။အဆိုဆုံးအခြေအနေတွင်ရေရှည်ကြရှုံမှု းကိုဦးတည်သွားနိုင်မှာကြောင်းအလုံးပါဝင်မှုရှုံချီမှုအသွင်ကူးပြောင်းရေးကာလတရားမျှတမှုနဲ့အရသာကြီးကြပ်မှုအောက်ရှိစနစ်ကျသည့်စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းစသည်တို့သည်မြန်မာတို့ပိုင်ဆိုင်ပြီးဥဆောင်ဥရပြုသောလုပ်ငန်းစဉ်အတွက်အရေးကြီးသောအစိတ်ပိုင်းများဖြစ်သည်ဟုဦးကျော်မိုးထွန်းကထည့်သွင်းပြောဆိုသည်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနဲ့နိုင်ငံတကာအတိုင်းအဝန်အနေဖြင့်မြန်မာပြည်သူများ၏အတန်းများနဲ့ဆောင်ရွက်နိုင်စွမ်းကိုအမှန်တကယ်ဗဟုပြု၍အကြမ်းဖက်ဆက်အာဏာရှယ်စနစ်အဆုံးသတ်ရေးနေ Federal Democracy မြန်မာနိုင်ငံတော်တည်ဆောက်ရေးအတွက်မြန်မာပြည်သူများ၏မျှော်မှန်းချက်များကိုပံ့ပိုးပေးရန်အချိန်တက်မီဖြစ်ကြောင်းတန်မန်ကြီးဦးကျော်မိုးထွန်းက၎င်း၏မိန့်ခေါ်နှင့်ပြောဆိုသွားသည်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့အုပ်ဖို့မြို့နယ်ကိုင်းကြီးရွာမှပြည်သူတို့ကိုစစ်တပ်ကဖမ်းဆီးတပ်ဖြတ်ပြီးလက်နက်ကြီးများဖြင့်ရှမ်းသန်းပစ်ခတ်နေရေးရှာနှင်းချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ပဲဂိုတိုင်းအုပ်ဖို့မြို့နယ်ကိုင်းကြီးရွာမှာပြည်သူတို့ကိုစစ်တပ်ကဖမ်းဆီးတပ်ဖြတ်ပြီးလက်နက်ကြီးများဖြင့်ရှမ်းသံပစ်ခတ်နေရေးရှာနှင်းချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းဒေသပြည်သူများကရှံကုန်ခဲ့တဲ့တရင်ဌာနထံသို့ပြောဆိုသည်ဇွန်လ9ရက်နေ့ညနေပိုင်းမှာစတင်ပြီးဂျိုးပင်ကောင်မြို့နယ်ထွေအိုရုံတွင်စုရက်လုပ်ပြီးကြီးစုလန်းအတိုင်းတက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများသည့် ချိုးပင်ကောင်အရှိပဲရှိတောချင်ရွာတွင်အထိုင်ချပြီးလက်နက်ကြီးများနေစဉ်ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရသည်။အကြမ်းဖက်စစ်ကောင်စီတပ်သားများပစ်ခတ်သောလက်နက်ကြီးများကြားရောက်ပောက်ကွဲမှုကြောင့်အုပ်ဖို့မျိုးနှင့်အရှိပဲရှိကွေးချောင်းကြီးရွာ၊ကွင်းကျေရွာ၊ဂိုင်းကြီးရွာ၊ထောင်ကြီးရွာ၊ထောင်လေးရွာနှင့်ထောင်နှင်းချီသော ပြည်သူများသည်ဘေးလွတ်ရန်ထပ်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်။ အဆိုပါလက်နက်ကြီးများထိမှန်၍ခိုင်းကြီးရွာမှာအသက်60ကျော်ရဲ့အမျိုးသမီးတဦးသည်ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးစေကူသားမှုခံယူနေရကြောင်းကွင်းကျဲစာတင်ကြောင်းလည်းလက်နက်ကြီးထိမှန်ပြီးမီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်ထို့ပြင်အစံဘက်စစ်ကောင်စီတပ်သားများသည်အုပ်ဖို့မြို့နယ်ခိုင်းကြီးကြီးရွာမှာပြည်သူနှစ်ဦးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတအူးကိုတပ်ဖြတ်ခဲ့ကြောင်းသိရှိရသည် စစ်ကွေရီကခိုင်းကြီးရွာကပြည်သူတို့ကိုတက်ဖြတ်ခဲ့တယ်။တေဆုံသူအမျိုးကိုတော့ဆက်လက်ဆုံးဆန်းနေပါတယ်။ခွေးစစ်ကြောင်းကတော့အခုထိရှိနေသေးတယ်။ဇိုးပင်ကောင်မြို့နယ်နဲ့အုပ်ဖို့မြို့နယ်အစမှာပြည်သူတွေကတော့ဆက်လက်တိန်းရှောင်နေရတော့မယ်ဟုဒေသပြည်သူတို့ကပြောဆိုသည်။အဆိုပါဂျမ်းဘက်စစ်တပ်စစ်ကြောင်းတွေလက်ရှိချိန်ဤဇိုးပင်ကောင်မြို့နယ်နဲ့အုပ်ဖို့မြို့နယ်အစတွင်ဆက်လက်တပ်ဆွဲထားပြီးခြေရွာများတွင်ဖြန့်ချက်ကပြည်သူပိုင်းပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေကြောင်းသိရှိရသည်။